ပါလီတို့ကတစ်ခုနဲ့တစ်ခုစဉ်းစားတယ်ဥမာဆိုလို့ရှိရင် i eat အာ uh, fish or you eat vegetable အဲနေရတော့အတိရွက်စားတယ်ငါတော့ငါစားတယ်အပြည့်ပြည့်စဉ်းစားတယ်ငါပါထက်ပြောရင်ကောင်းမလဲတခုခုလူဆိုတာအမြဲတမ်းစဉ်းစားမယ်စဉ်းစားတဲ့ခါကျရင်မြန်မာလူဆိုရင်တချီတော့ဘယ်လိုစဉ်းစားလဲအာဟိုကလေဟိုကဘာလဲနောက်ပြီးတော့ဘာလဲနေပါဦးနေရကြတော့ အာနေရာကျတော့ကြောင်းသွားတယ်ငါကျတော့လှုပ်သွားတယ် I go to school or you go to work အဲ့တော့ school တွေ work တွေမှာတည်ထဲစရာမလို့อืมနောက်တော့ဟာအဲ့ဒါကြီးကမမိုက်ဘူးအဲ့လိုမျိုးနောက်တော့နောက်တော့အဲ့လိုမျိုးစဉ်းစားရမယ့်အချိန်မှာပူကြီးတို့ပါဇက်ကနေပြီးတော့ and တလုံးနဲ့ထွက်ရင်လည်းရတယ် then တလုံးနဲ့ထွက်ရင်လည်းရဒါပေမဲ့ and ရဲ့အဓိပ္ပာယ်က ပြီးတော့အာပြီးတော့ပြီးတော့အဲ dan ရဲ့အဓိပ္ပာယ်ကကြတော့ th and dan เนาะအဲ့ဒါထို့နောက်ထို့နောက်အဲ့ဒါ then uh then or uh, then i work in myanmar or uh, you work in uh thailand အဲအာနောက်ပြီးတော့နောက်ပြီးတော့ဟာမမိုက်ဘူးကွာအဲ့ဒါ international meeting နဲ့အင်္ဂလိပ်စကားပြောတာလှမ်းကျင်နေဆိုရင်အလကားနေကိုမြန်မာစကားပြောရင်လည်းပဲအဲ့လိုမျိုးစဉ်းစားတဲ့ကြောင့်ငါလေးမနေရနေပါငါဈေးတော့ရတယ်တဲ့ ်ငါပါဝယ်ခဲ့လဲဆိုတော့ဘူးသီးရဲ့အာဘူးသီးရဲ့အာနောက်တော့အဲ့လိုမျိုးစဉ်းစားမဲ့ချိန်မှလည်းပပလေးတို့ကဘူးသီးရဲ့ and then အာချစ်သားရဲ့ and then အဲဒါမျိုးလေးတွေတစ်ချိန်လုံးကိုမြန်မာစကားမှာတော့မ and then ထည့်ပြီးပြောတဲ့အကျင့်လေးပေါ့နော်စလုံးမယ်အဲ့တော့ and နဲ့ then နဲ့ပေါင်းလိုက်ရင် now ပြီးတော့ and တလုံးနဲ့ဆိုရင်ပြီးတော့ then ကနောက်တော့နှာခေါင်းပေါင်းတော့ and then and then အဲ့ဒါဆိုရင်တော့ now ပြီးတော့